ရုရှားရဲ့ကိုယ်နိုင်ငံနယ်မြေကိုကာကွယ်ဖို့ရူဘယ်ထရီလီယံပေါင်းများစွာသုံးစွဲထားတဲ့အေယာမလေတကြီးဟာအရင်ကလိုမဟုတ်တော့ပါဘူး။ရုရှားရဲ့ MiG-29, MiG-31, Su-27, Su-34 နဲ့ Flanker မျိုးစားတိုက်လေယာဉ်တွေဟာမကြသေးခင်ကကိုယ်နိုင်ငံတွေကလူနေရပ်ကွက်တွေကိုအကြောင်းရင်းမရှိဘုံကျဲတိုက်ခိုက်မှုတွေစတင်ပြုလုပ်လာပါပြီ။ဟုတ်ပါတယ်။နားကြားမမှားပါဘူး။ပူတင်ရဲ့လေတပ်ကလေယာဉ်မှုတွေဟာယူကရိန်းစာရုရှားကိုပြန်ပြီးတိုက်ခိုက်နေကြပါပြီ။ဒီလိုဘုံကျဲမှုတွေဟာအထူးသဖြင့် Belgorod Oblast မှာမကြာခဏဖြစ်ပွားနေတာပါ။ Ukraine စစ်ဘက်ထောက်လှမ်းရေးရဲ့နိုဝင်ဘာလ18ရက်နေ့ခွဲခြမ်းစိတ်ဖြာချက်အရရုရှားလေယာဉ်မှုတွေဟာ17ရက်အတွင်း Belgorod ကို၈ကြိမ်တိတိပုံကျဲခဲ့တယ်လို့သိရပါတယ်။ဒီပုံကျဲမှုတွေပြင် Ukraine ရဲ့တိုက်ခိုက်မှုတွေပေါင်းစပ်လိုက်တဲ့အခါအဲ့ဒီဒေတာဟာမကြာခဏဆိုသလိုလျှက်စစ်မီပြတ်တောက်သွားတတ်ပါတယ်။၂025ခုနှစ်နိုဝင်ဘာလတုန်းကဆိုရင် Belgorod မြို့ကန်2000ကျော်ဟာလျှက်စစ်မီပြတ်တောက်ခဲ့ပါတယ်။ နိုဝင်ဘာလ10ရက်ညနေပိုင်းကကြီးမားတဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့်အခုလိုမီးပြတ်တောက်ခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုဟာမြို့ရဲကအပူစွမ်းရင်တုံတအားပိဆက်ယုံကိုပြစ်မှတ်ထားခဲ့တာပါ။အဲဒီမတိုင်ခင်အော်တိုဘာလ9ရက်နေ့တုန်းကလည်းရုရှားတွေကဘဲဂူရော့ကထရန်စဖော်မာဆက်ယုံကိုဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုပြီးတဲ့နောက်မှာဘဲဂူရော့မြို့ကန်4000ဟာလျက်စစ်မီးပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုတော့ယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေတောင်လူရောပုံမရပါဘူး။ရုရှားလီဒါဂူရိုင်းကဘဲဂူရော့အပါအဝင် နိုင်ငံတွင်းကမဟာဗျူဟာမြောက်နေရာတွေဒါအပေး transformer တွေရေနံဆက်ယုံတွေနဲ့တခြားအရင်းမြစ်တွေအလုံးကိုမှားယွင်းစွာပုံကျဲနေပါပြီ2025ခုနှစ်မှာဆိုရင်ရုရှားလေယာဉ်မှုတွေဟာကိုယ်နိုင်ငံရုရှားကိုစုစုပေါင်း128ကြိမ်တိတိပုံကျဲခဲ့ပါတယ်ဒီဇင်ဘာလ6ရက်နေ့ပိုင်းမှာရုရှားလေယာဉ်မှုတွေဟာယူကရိန်းကိုတိုက်ခိုက်ဖို့ဘယ်ဂရော့ကနေထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့သူတို့ဟာသူတို့ရဲ့ကိုယ်ပိုင်ပြည်သူတွေပေါ်ကိုအပြက်စီးတွေဘုံးစာတွေနဲ့မှောင်မိုက်မှုတွေရွာချခဲ့ပါတော့တယ်ဒါဟာရိုးရိုးလေယာဉ်မှုအမှား ဒါမှမဟုတ် alternate လွဲချော်မှုမျိုးမဟုတ်ပါဘူးဒီအခြေအနေဟာပူတင်ရဲ့စစ်စစ်ရန်တရားကြီးဟာယူကရိန်းအတွက်သာမကရုရှားကိုယ်တိုင်ရဲ့ရှင်သန်မှုအတွက်ပါချိန်ချောက်မှုဖြစ်လာပြီဆိုတာကိုပြသတဲ့အခိုင်အမာဆုံးသက်တည်အဖြစ်မြင်တွေ့ခဲ့ရပါတယ်ဘဲဂရော့လန်တွေအမှောင်တဲကြားရောက်နေပြီးအင်ဂျင်တပေါင်းနီးပါးမီးမရပဲဖြစ်သွားပါတယ်ဒါကိုကြည့်ရင်ရုရှားလီဒါဟာထိန်းချုပ်မရတော့တဲ့ကိုမျိုးရဲ့ဓာအားပေးစက်ရုံတွေကိုဖောက်ခွဲကာကိုစစ်လက်နက်ခဲယမ်းတွေကိုကိုလူတွေပေါ်ပြန်ချနေပြီဆိုတာပါပဲ။ ဒီဖြစ်စဉ်ရဲ့အကြောင်းရင်းကိုရုရှားရဲ့ဒေတာကန်မီဒီယာနဲ့မျက်မြင်သက်သေတွေရဲ့ပြောကြားချက်ကြဖြစ်ရမဖြစ်ခင်စက္ကန့်ပိုင်းအလုံးမှာယူကရိန်းနယ်စပ်ဘက်ကိုနှိမ်စင်းပြန်တန်းသွားတဲ့ချက်လျင်တန်ကိုကောင်းကင်မှာကြားခဲ့ရတယ်လို့သိရပါတယ်။အဲဒီတန်ကြားပြီးနောက်မှာဘဲဂရော့မြို့ကန်တောင်းချီကိုမှောင်မိုက်ထဲရောက်စီမဲ့ဖြစ်စဉ်စတင်ခဲ့တာပါပဲ။ဒေတာဆိုင်ရာအုပ်ချုပ်ရေးမှူး VR Cheslav Gladov ကဒီဖြစ်ရကိုဖုံးကွယ်ဖို့ကြိုးစားပုံရပြီးမြို့ပေါ်ကိုမသိရှိရသေးတဲ့လက်နက်ခဲယမ်းတစ်မျိုးကြားရောက်ခဲ့တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်းလေလာသူတွေနဲ့ဒေသခံသတင်းရင်းမြစ်တွေကအမှန်တရားကိုချက်ချင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။မြို့ကိုထိမှန်ခဲ့တာကရုရှားလေတပ်လေယာဉ်တစ်စင်းကနေမတော်တဆကျဲချမိခဲ့တဲ့ဘုံတလုံးဖြစ်ပါတယ်။ဒီဘုံဟာမဟာပြူဟံမြောက်စည်ရေးပြတ်မှတ်ကိုမထိခဲ့ပဲ backrock ရဲ့အရက်သားခြေကန်ဆောက်အုံရဲ့အချက်အချာဖြစ်တဲ့စတိုယာလမ်းပေါ်ကလျက်စစ်ဓာတ်ကွဲရုံကိုထိမှန်ခဲ့တာပါ။ပောက်ကွဲမှုရဲ့အချိန်ဟုန်ကြောင့်မြေပြင်ပေါ်မှာကြီးမားတဲ့ဂျိုင်းကွက်ကြီးဖြစ်ပေါ်ခဲ့ပြီး transformer ဆက်ယုံမီးလောင်ကျွမ်းကရုရှားနိုင်ငံသားတောင်းကြီးကိုအေးခဲနေတဲ့ဆောင်းရာသီမှာ ရက်စင်မီမရှိပဲမှောင်မိုက်ထဲပြစ်ထားခဲ့ရပါတယ်။ဘယ်ကတော့မှအခုထိမီးပြတ်တောက်မှုတွေရှိနေတော့မယ်လို့လည်းပြောဆိုနေကြပါတယ်။ဒီနေရာမှာနှီးပညာပိုင်းဆိုင်ရာသေးစိတ်အချက်အလက်တွေကရက်စင်မီးပြတ်တောက်မှုထပ်ပို့အရေးကြီးပါတယ်။ရုရှားစစ်တပ်ရဲ့ဆိုးရွားတဲ့အခြေအနေဟာဘယ်ကတော့မှထင်ရှားလာနေပါပြီ။ရုရှားကဆိုဗီယက်ခေတ်ကကြံခဲ့တဲ့ FAB series ဘုံးတွေကိုဈေးတက်တာတဲ့တောင်ပံကိရိယာတွေတက်ဆင်ပြီးလေဟုန်စီးဘုံးတွေပြောင်းလဲဖို့ကြိုးစားနေတာပါ။ theory ရာဒီဘုံးတွေဟာလင်းရင်ပေါ်ကချလိုက်တဲ့အခါ ောင်မနေပွင့်ပြီးကီလိုမီတာတော်ကြာလေဟုန်စီးကယူကရိန်းစစ်စခန်းတွေကိုထိမှန်ရမှာပါ။ဒါပေမဲ့လက်တွေမှာတော့တလွဲစီဖြစ်နေပါပြီ။ဘဲဂရော့ဖြစ်စင်မှာဖြစ်နိုင်ခြင်းအများဆုံးကတော့လေရင်ကဘုံကိုချလိုက်ပြီးမဲ့ယာယီတက်ဆင်ထားတဲ့တောင်မန်ရန်တရကမပွင့်ခဲ့တာ။ဒါမှမဟုတ်ယူကရိန်းရဲ့စစ်ပွဲဖိအားကြောင့်ဒါမှမဟုတ်ပေါ်ဆာမှုကြောင့်အီလက်ထရောနစ်စနစ်လမ်းညွှန်မှုစနစ်ကရပ်တန့်သွားခဲ့ပါတယ်။ဒါကြောင့်တန်ပေါင်းများစွာသောပောက်ကွဲပစ္စည်းတွေတည်ဆောင်ထားတဲ့ဘုံကြီးဟာလေဟုန်စီးမသွားပဲကြောက်တုံးလိုမျိုးရုရှားမျိုးပေါ်တက်တဲ့ကြာခဲ့ပါတော့တယ်။ ုပ်ချုပ်ရေးမှူး Glove Top ရဲ့အမည်မသိလက်နက်ခဲယံဆိုတဲ့အပြောဟာတကယ်တော့သူဘာမှမတတ်နိုင်ဘူးဆိုတဲ့ဝန်ခံချက်တစ်မျိုးပါပဲ။ဘာလို့လဲဆိုတော့သူသားအဲ့ဒီကိစ္စကိုဖော်ထုတ်ခဲ့ရင်ခမားတို့ကောင်းမွန်ကျဘုံကျခဲ့တာရန်သူမဟုတ်ဘူး။ကိုယ်ခုံငွေတွေနဲ့ကျွေးမွေးထားတဲ့ရုရှားလေရင်မှုတွေလို့ပြောပြရမယ့်အခြေအနေမျိုးလိုပါပဲ။ဘုံပေါက်ခဲ့တဲ့အချိန်မှာလေကြောင်းတိုက်ခိုက်မှုသတိပေးအော်အော်တန်မမြည်ခဲ့တာကလည်းဒီအချက်ကိုအတည်ပြုနေပါတယ်။ဘာလို့လဲဆိုတော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာသူတို့ရဲ့ကိုယ်ပိုင်လေရင်တွေကိုပြတ်မှတ်မထားလို့ပါပဲ။ ဒီဖြစ်စဉ်ဟာတကြိမ်တည်းဖြစ်တဲ့မတော်တဆမှုသာဆိုရင်စစ်ပွဲရဲ့အမှားလို့မှတ်ယူနိုင်ပါတယ်။ဒါပေမဲ့အချက်လက်တွေကဒါဟာမတော်တဆမှုမဟုတ်ပဲဖြစ်ပါများလို့အကျင့်တစ်ခုလို့ဖြစ်နေပြီလို့ပြသနေပါတယ်။ရုရှားလီဒါဟာကိုယ်နိုင်ငံနယ်မြေကိုပုံကျဲတာကိုပုံမှန်စစ်စင်ရေးလှုံ့ဆော်လုံနေတစ်ခုလို့ဖြစ်အောင်လုပ်နေပါပြီ။ယူကရိန်းစစ်ဘက်ထောင်လိုင်းရေးကထုတ်ပြန်ခဲ့တဲ့အဲ့ဒီဒေတာကရုရှားရဲ့သားတအုပ်ရဲ့ဖုန်းပြောဆိုမှုမှတ်တမ်းတွေကဒီထိတ်လန့်စရာအတိုင်းတာကိုဒေတာကန်တွေရဲ့စကားလုံးတွေနဲ့အတည်ပြုပေးခဲ့ပါတယ်။မှတ်တမ်းထဲမှာဘယ်ဂရော့ကအမျိုးသမီးတအုပ်က ရုရှားလေယာဉ်မှုတွေဟာ၁၇ရက်အတွင်းကျမတို့ဒေသကိုစုစုပေါင်းဘုံးရှစ်လုံးချခဲ့တာလို့ထိတ်လန့်တကြားပြောဆိုထားတာကိုတွေ့ရပါတယ်။ဗီဒီယိုရဲ့အနေနဲ့မှာအသေးစိတ်ပြောခဲ့သလိုပါပဲ။၁၇ရက်အတွင်းဘုံးရှစ်လုံးပါ။ဆိုလိုတာကနေ့တိုင်းလိုလိုကိုစစ်တပ်ကကိုကောင်းမော်ဘုံးချနေတာဖြစ်ပါတယ်။သတင်းဌာနတစ်ခုရဲ့အချက်အလက်တွေရ2025ခုနှစ်အစကတည်းကရုရှားလေယာဉ်တွေဟာရုရှားရဲ့နေဆက်ဒေသတွေနဲ့တိမ့်ပိုက်ထားတဲ့နယ်မြေတွေအပေါ်ကိုအနည်းဆုံး၄ချောင်းဘုံး133လုံးကျဲချခဲ့ပါတယ်။ နောက်ထပ်သတင်းရင်းမြစ်တစ်ခုကတော့အရေးအတွက်ကို128လုံးလို့ပြောပါတယ်။ဘယ်ကိန်းကနေကအမှန်ဖြစ်ဖြစ်အမှန်တရားကတော့မပြောင်းလဲပါဘူး။ရုရှားဟာဒီနှစ်ထဲမှာရန်သူကကိုယ်နယ်မြေကိုလေကြောင်းတိုက်ခိုက်မှုလုပ်တာထက်ကိုယ်နယ်မြေကိုကိုယ်တိုင်လေကြောင်းတိုက်ခိုက်မှုပိုလုပ်ခဲ့ပါတယ်။၂၀24ခုနှစ်ဇူလိုင်လမှာလည်းရုရှားပုံကျဲလေယာဉ်နောက်တစ်စင်းကအကြီးမားဆုံးနျူကလ িয়ার ပြီးရင်ဖြတ်စည်းရေးလက်နက်တွေကအကြီးဆုံးဘုံလို့သတ်မှတ်ခံရတဲ့ AMFAB 3000ဘုံကို Background Data ပေါ်ချခဲ့မှုပါတယ်။ ကားတစီးသား၄ချိန်ရှိတဲ့ပောက်ကွဲရေးပစ္စည်းတွေကယူကရိန်းစစ်မျက်နှာအစားရုရှားကျေးရွာတွေပေါ်ကျရောက်ခဲ့တာပါဒီလိုမှားတွေဇက်တိုက်ဖြစ်နေတာကိုရိုးရိုးနီးပညာချိုးရွမှုတသက်လို့ရှင်းပြလို့မရနိုင်ပါဘူးဒီအခြေအနေဟာရုရှားလေယာဉ်မှုတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့အရေးချင်းဟာလုံးဝခန်းချောက်သွားပြီဆိုတဲ့လက္ခဏာဖြစ်ပါတယ်လေယာဉ်မှုတွေဟာယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်တွေရဲ့ရေဒါတွေကိုဝင်ရောက်ဖို့အရန်ကြောက်လန့်နေကြတာကြောင့်ရုရှားနိုင်ငံပြပေါ်မှာရှိနေတဲ့ဘေးကင်းတဲ့အကွာအဝေးကနေသူတို့ရဲ့ဘုံတွေကိုအလျင်စလိုချပြီးထွက်ပြေးကြပါတော့တယ် လေယာဉ်မှုတွေဟာသူတို့ရဲ့တာဝန်တွေကိုအလျင်းစလို့အပီးတက်ကာယူကရိန်းကောင်းကင်မှာ Patriot ဒုံးကျည်တာမိမဲ့အစားကိုစစ်လက်နက်ခဲယမ်းတွေကိုကိုနိုင်ငံသားတွေပေါ်ချပြီးစခန်းကိုပြန်ဖို့ကိုပို့ရွေးချယ်လာကြပါတယ်။ဒီရွေးချယ်မှုကပဲ Backrock က Transformer စက်ရုံပေါက်ကွဲတာနဲ့အခြားဘုံကျဲမှုများစွာကိုဖြစ်ပေါ်စေခဲ့တာပါ။ရုရှားလီဒါတွေကဒီလိုယိုယွင်းမှုတွေဟာကောင်းကင်မှာနေဖြစ်နေတာမဟုတ်ပါဘူး။စစ်တပ်ရဲ့ပြိုလဲမှုဟာလေယာဉ်တွေကိုထားတဲ့လေယာဉ်ရုံတွေထဲမှာပါဖြစ်ပွားနေတာပါ။ ဒါကိုသက်ဆန်းသတင်းသားကဖော်ပြခဲ့တဲ့ဖြစ်ရပ်တစ်ခုကသက်သေပြခဲ့ပါတယ်။ရုရှား leader scan တစ်ခုမှာလေရင်ယုံနဲ့ရက်ထားတဲ့ဘုံးကျဲလေရင်ဒဇင်းပေါ်ကလေရင်မူးနှစ်ယောက်ဟာရုတ်တရက်ထိုင်ကုန်ပြစ်လွတ်စနစ်ကိုမတော်တဆနှိပ်လိုက်မိပါတယ်။သူတို့မိသားတာကတော့သူတို့ရဲ့အပေါ်မှာလေရင်ယုံရဲ့ concrete အမိုးကြီးပဲရှိနေခဲ့တာပါပဲ။ထိုင်ကုန်ပြစ်လွတ်တဲ့စနစ်ကအလုံးလုံးပြီးလေထဲကိုလွတ်တင်လိုက်တဲ့အခါမှာတော့လေရင်မူးနှစ်ဦးဟာအတန်နီးပါးမြန်နှုံးနဲ့ concrete မျက်နှာချက်ကိုတိုက်မိပြီးဆိုးဆိုးရွားရွားတေဆုံးသွားခဲ့ရပါတယ်။ ်ရုရှားရဲ့လေကြောင်းဆိုင်ရာသတင်း channel တွေကဒါကိုမတော်တဆမှုလို့ပြောဆိုပေမဲ့ဒီဖြစ်စဉ်ဟာရုရှားစစ်သည်တွေရဲ့လေ့ကျင့်မှုစီးကန်းနဲ့စိတ်ကြမ်းမာရေးတွေဘလောက်ထိအနေဆုံးအခြေအနေရောက်နေပြီဆိုတာကိုဖော်ပြနေပါတယ်။ဒီလိုမှားရီဇက်တိုက်ဖြစ်နေတဲ့ခွင်းဆက်မှာနောက်ထပ်ရွေးချယ်စရာတခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့ဒေါ်လာ9သိန်းနဲ့လက်နက်ချခြင်းဆိုတဲ့ရွေးချယ်မှုပါပဲ။ရုရှားလေယာဉ်မှုတွေအတွက်ရွေးချယ်စရာတွေကပိုပြီးကျဉ်းမြောင်းလာနေပါတယ်။ချုပ်ရင်းနေတဲ့လေယာဉ်နဲ့ပြန်တက်ပြီးကိုမျိုးကိုဘုံကျဲမလား။ကိုမားနဲ့ကိုလေယာဉ်ရုံထဲမှာတေဆုံမလား။ ဒါမှမဟုတ်ခရမလင်ကိုအကြောက်ဆုံးဖြစ်စေတဲ့လက်နက်ချခြင်းကိုစဉ်းစားမလားဆိုတာပါပဲ။2023ခုနှစ်တုန်းကယူကရိန်းထောက်လှမ်းရေးကဘာရှန်ကားလိုအမည်ပေးထားတဲ့စစ်စင်ရေးတစ်ခုနဲ့ရုရှား MIA ရဟတ်ယာဉ်မှုတစ်ဦးကိုလက်နက်ချဖို့စီရင်ခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိပါတယ်။အဲဒီလက်ယာဉ်မှုဟာသူ့ကိုယ်သူတာမကဘဲတိုက်လေရင်အပိုပစ္စည်းတွေပါတင်ဆောင်လာတဲ့အတွက်သူ့ရဟတ်ယာဉ်ကိုယူကရိန်းစခန်းစီကိုဆင်းသက်သွားခဲ့ပါတယ်။သူဘာရခဲ့တယ်လဲဆိုတော့ American Dollar 9သိန်းနဲ့သူ့မိသားစုအတွက်လုံခြုံတဲ့ဘဝအာမခံချက်ပါပဲ။ ဒီလိုလက်နက်ချမှုတွေဟာ background မှာပုံကြတဲ့ဖြစ်ရပ်တွေနဲ့ဓာတ်ရိုက်မပတ်သက်ဘူးလို့ထင်ရပေမဲ့ပုံပြီးကြံပြန်တဲ့ရှူတောင်းကနေကြည့်လိုက်ရင်တော့ဒီဥပမာနှစ်ခုဟာဆက်ဆက်မှုရှိနေပါတယ်။ဘာလို့လဲဆိုတော့ရုရှားကစစ်ပွဲကိုဆက်ပြီးမတိုက်ခိုက်နိုင်တော့ဘူးဆိုတာကိုတတ်သိပြနေလို့ပါပဲ။ background ကိုပုံကျခဲ့သူတွေဟာအဲ့ဒီလိုစိတ်သက်သာစင်ကြောက်ရွံ့ပြီးအရေးချင်းမပြည့်မီတဲ့ကြံရစ်ခဲ့သူတွေဖြစ်ပါတယ်။ Kremlin ကသူ့ရဲ့လေရင်မှုတွေကိုလေ့ကျင့်မှုလုံလုံလောက်လောက်မပေးထားတဲ့ဖိအားတွေအများကြီးအောက်မှာထားကစိတ်မချရတဲ့လေရင်တွေရဲ့ထည့်ထားတဲ့အတွက်သူရဲကောင်းဆန်သွားတိတ်ဆုံးမဲ့စား ်ယူကရိန်းကိုထွက်ပြေးတာဒါမှမဟုတ်ဘုံတွေကိုတွေ့ရနေရရှောက်ချပြီးစက္ကန်းကို ပြန်လာတာက လေယာဉ်မှုတွေအတွက်ရွေးချယ်မှုဖြစ်လာပါပြီရုရှားလီဒါဟာတောင်ပံမပွင့်တဲ့နီးပညာချိုးရွေးမှုတွေစစ်သားထွက်ပြေးတာတွေလေယာဉ်ယုံတဲ့မတော်တဆမှုတွေလိုအကြက်တဲတွေကြားမှာပိတ်မိနေပုံရပါတယ်ဒါကြောင့်ဘယ်ဂရော့ရဲ့ပြီးပြတ်တောက်မှုဟာရိုးရိုးလျက်စင်ပြီးပြတ်တောက်မှုမဟုတ်တော့ပါဘူး2025ခုနှစ်မှာကိုနယ်မြေကိုဘုံ128လုံးချတဲ့စစ်တပ်ကိုစူပါပါဝါလို့ခေါ်လို့မရနိုင်ပါဘူး ပေါ်ဆောင်မှုကြောင့်ကိုလိန်ရင်ရုံရဲ့မျက်နှာချက်ကိုတိုက်မိတဲ့လေရင်မှုတွေကိုလည်းစစ်ရေးပါရမီရှင်လို့ခေါ်လို့မဖြစ်နိုင်ပါဘူး။သူတို့ဟာခရမလင်ကကောင်းမသောဆက်လက်ဆင်နွှဲနေတဲ့စစ်ပွဲရဲ့တားကောင်တွေဖြစ်တာသတ်မှတ်နိုင်ပါတယ်။ဒါကြောင့်ခမည်းမြင်တဲ့အတိုင်းပါပဲ။ပူတင်ရဲ့စစ်ပွဲဟာယူကရိန်းနဲ့နမိတ်ကိုကျော်လွန်ပြီးရုရှားစီကိုပြန်ပြီးရိုက်ခတ်နေပါပြီ။ဘဲဂရော့ပြည်သူတွေဟာဒီနေ့မှောင်မိုက်ထဲမှာထိုင်နေချိန်မှာသူတို့ဟာတကယ်တော့ရုရှားရဲ့အနာဂတ်ကိုကြိုပြီးတော့ကြည့်နေကြတာပါ။ဘာလို့လဲဆိုတော့ဒီလေရင်မှုတွေဒီလေရင်တွေနဲ့ဒီဘုံတွေဟာကုံသွားမှာမဟုတ်ပါဘူး။ သူတို့ဟာပို့ပြီးတော့အမှားတွေပဲဆက်လုပ်မိကြပါလိမ့်မယ်။နောက်တစ်ချိန်မှာက Transformer ဆက်ယုံကိုယ်တွေမဟုတ်ပဲရုရှားရဲ့ပို့ပြီးအရေးကြီးတဲ့နေရာဥပမာနျူကလ িয়ার ဆက်ယုံဒါမှမဟုတ်လူစီကားတဲ့မြို့လေကောင်ကိုတောင်ထိမှန်သွားနိုင်ပါတယ်။ဒါကြောင့်ရုရှားရဲ့အကြီးမားဆုံးချိန်ချောင်းမှုဟာနေတိုးမဟုတ်တော့ပဲသူတို့ရဲ့စစ်လက်နက်ခဲယမ်းတွေတဲကတန်ကြီးတက်နေတဲ့ဘုံတွေနဲ့လေရင်ပေါင်းကနေကပင်ပန်းတွန်းနေတဲ့လေရင်မှုတွေဖြစ်နေပါပြီ။ Empire ရေဟာအပြင်ဘက်ကတိုက်ခိုက်မှုတွေကြောင့်မပြိုလဲပါဘူး။အတွင်းဘက်ကအကွဲကြောင်းတွေကြောင့်သာပြိုလဲပါတယ်။ ဒီနေ့ background မှာကျွန်တော်တို့ကြားလိုက်ရတဲ့ပောက်ကွဲသံဟာအဲ့ဒီအကွဲအကြောင်းဖြစ်နေနိုင်ပါတယ်။ရုရှား leader တွင်ကပြိုလဲမှုတွေနဲ့ဆန့်ကျင်ဘက်အနေနဲ့ Ukraine leader ရဲ့အခြေအနေကိုလည်းကြည့်တင်ပါတယ်။ရုရှားလေယာဉ်မှုတွေဟာကြောင်းရုံမှုဒါမှမဟုတ်အရေးချင်းမပြည့်မီမှုကြောင့်ကိုယ့်ရဲ့ transformer စက်ရုံတွေကိုဖောက်ခွဲနေချိန်မှာစစ်မျက်နှာရဲ့တစ်ဖက်ခြမ်းမှာလုံးဝကွဲပြားချနာတဲ့လေကြောင်းစစ်ပွဲကိုတိုက်ခိုက်နေပါတယ်။ Ukraine leader ဟာရုရှားရဲ့စနစ်တကျပြိုလဲမှုနဲ့ဆန့်ကျင်ဘက်လမ်းကြောင်းကိုရှောင်နေပြီးမယုံနိုင်ကြအောင်လောက်အောင်လှုပ်ဆောင်နိုင်စမ်းတွေပြသနေပါတယ်။ ယူကရိန်းလေတပ်ရဲ့လက်ထက်မှာရှိတဲ့စစ်လက်နက်ပစ္စည်းတွေကရုရှားရဲ့ယာနဲ့ချီတဲ့ဂျက်လေယာဉ်တွေနဲ့ရှင်ရင်အရေးအတွက်အရန်နေပါတယ်။သူတို့ရဲ့လေယာဉ်တွေဆိုရင်လည်းဆိုဗီယက်ခေတ်ကအိုဟောင်းနေပြီဖြစ်တဲ့လေယာဉ်တွေပဲရှိပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကွာခြားချက်ကတော့ဒါပါပဲ။ယူကရိန်းလေတပ်ဟာအသက်ရှင်မှုတက်တာမကရလက်ကောင်းတွေရဖို့အတွက်ပါပြန်တန်းနေတာပါ။ရုရှားကကိုယ်နိုင်မြေပေါ်ကိုဘုံ၁၂၈လုံးလောက်မှားချနေတဲ့အချိန်မျိုးမှာယူကရိန်းလေယာဉ်မှုတွေကတော့ကီလိုမီတာရာပေါင်းများစွာအကွာအဝေးကနေတာအောင် ပူတင်ရဲ့အရေးကြီးဆုံးပြစ်မှတ်တွေကိုအတိအကျထိမှန်အောင်တိုက်ခိုက်နေကြတာပါ။ဒါဟာရိုးရိုးလေရင်ပေါင်းစွမ်းရည်ကွာခြားမှုတသက်မဟုတ်ပါဘူး။စိတ်နေသဘောထားဤပညာအဆင့်တန်းနဲ့ခင်မီစစ်ပွဲနဲ့ live လျောညီထွေအောင်ပြောင်းလဲနိုင်မှုတွေရဲ့ကွာခြားချက်ဖြစ်ပါတယ်။ယူကရိန်းရဲ့ကြီးမားသောအောင်မြင်မှုကတော့သူတို့ရဲ့ရှားပါးတဲ့အရင်းမြစ်တွေကိုအနောက်တိုင်းရဲ့ဤပညာတွေပေါင်းစပ်လိုက်တာပါပဲ။ရုရှားလေရင်မှုတွေဟာအဟောင်း FAB ဘုံးတွေကိုစမတ်ဘုံးဖြစ်အောင်ဈေးပေါ်တဲ့တောင်ပံကရိယာတွေနဲ့ရုန်းကန်နေရပြီးနောက်ဆုံးကိုယ့်ရက်ဘက်အဆောက်အုံတွေကိုဘုံးကျဲနေချိန်မှာ ယူကရိန်းကတော့ NATO စံနှုန်းပြီးစစ်လက်နက်ပစ္စည်းတွေကိုသူတို့ရဲ့ဆိုဗီယက်ဂျက်လီယင်အဟောင်းတွေထဲပေါင်းစပ်တပ်ဆင်နိုင်ခဲ့ပါတယ်။လေကြောင်းအင်ဂျင်နီယာပညာရဆိုရင်ဒါဟာလုံးဝမဖြစ်နိုင်ဘူးလို့ယူဆထားတဲ့အောင်မြင်မှုတစ်ခုပါပဲ။ဒီအချက်ကိုအကောင်းဆုံးသက်သေပြနေတာကတော့ GDAM လို့ခေါ်တဲ့စနစ်ကိုအသုံးပြုတာပါပဲ။ယူကရိန်းလေယာဉ်မှုတွေဟာသူတို့ရဲ့အဟောင်း MiG-29 တွေကနေဒီ GDAM အခန်းရင်းတွေကိုပြစ်လွှတ်လိုက်ပြီးရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးအကွာအဝေးတွေကိုတောင်ဝင်စရာမလိုပါဘူး။ဒီနည်းနဲ့ပင်လယ်နဲ့စစ်ရေးရင်စုဌာနချုပ် ရိုင်းမီးယားကရေးပါတဲ့ latest scan တွေဒါမှမဟုတ်ရုရှားရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေလိုပြစ်မှတ်တွေကိုအတိအကျဖျက်ဆီးနိုင်ခဲ့ပါတယ်။ရုရှားလေယာဉ်မှုကကိုမျိုးကိုဘုံကျဲနေခြင်းယူကရိန်းလေယာဉ်မှုကကီလိုမီတာ100กว่าကခဲယမ်းတူလောင်ရုံကိုတိတိကျကျထိမှန်အောင်လုပ်နိုင်တယ်ဆိုတဲ့ကွာခြားချက်ဟာပူတင်ကိုအသေးအတန်ထောက်ခံသူတွေကိုတောင်စစ်မြေပြင်မှာရုရှားစစ်တပ်ရဲ့အားနည်းချက်ကိုသိသွားစေနိုင်ပါတယ်။ဒီအချိန်တွေဟာရုရှားလေယာဉ်မှုတွေပေါ်ဖိအားကိုတိတိတသာတိုးလာစေပါတယ်။ သူတို့ဟာမြေပြင်ကနေပြစ်ခတ်လာတဲ့ S300 ဒုံးကျည်တွေကိုပဲကြောက်ရတာမဟုတ်တော့ပါဘူး။လေထဲကနေလာတဲ့ယူကရိန်းရဲ့တိကျတဲ့အကွာအဝေးရှည်တိုက်ခိုက်မှုတွေကိုပါတစ်ချိန်တည်းရင်ဆိုင်နေရပါတယ်။ဒါဆိုရင်ယူကရိန်းလေယာဉ်မှုတွေဘာကြောင့်အောင်မြင်နေရလဲ။အဖြေကတော့ဆရာထက်တန်မှုကောင်းမွန်တဲ့လေ့ကျင့်မှုနဲ့လာရောညီထွေအောင်ပြောင်းလဲနိုင်စွမ်းတို့မှာရှိပါတယ်။ရုရှားလေယာဉ်မှုတွေဟာကိုယ့်အသက်ကိုကယ်ဖို့အတွက်ဘုံတွေကိုတွေ့ရနေရရှောက်ချပြီးထွက်ပြေးဖို့ရွေးချယ်နေကြပါပဲ။ယူကရိန်းလေယာဉ်မှုတွေကတော့ကိုယ့်နိုင်ငံကိုကာကွယ်ဖို့အတွက် ပြန်တမ်းမှုတိုင်းကိုသူတို့ရဲ့နောက်ဆုံးပြန်တမ်းမှုလိုမျိုးသဘောထားကြပါတယ်။အနောက်နိုင်ငံတွေမှာယာထားတဲ့လေ့ကျင့်မှုတွေကြောင့်လေရင်ကိုပြန်တမ်းဖို့တာမကခင်မီစစ်ပွဲနဲ့ကိုက်ညီတဲ့နီးဗျူဟာတွေကိုပါတက်မြောက်ခဲ့ကြတာပါ။အိုဟောင်းနေတဲ့ဆိုဗီယက်ချက်လက်ရင်တွေကိုခင်မီအာယုံကံကရိယာတွေနဲ့လက်နက်စနစ်တွေနဲ့ပေါင်းစပ်တဲ့သူတို့ရဲ့ဖန်တီးနိုင်စမ်းဟာဒီလိုက်ရောညီထွေမှုရဲ့အထင်ရှားဆုံးသက်သေပါပဲ။အချုပ်ပြောရရင်ယူကရိန်းရဲ့အောင်မြင်မှုတွေကရုရှားပြည်သူတွေအတွက်နာကျင်စရာအမှန်တရားနှစ်ခုကိုဖော်ထုတ်နေပါတယ်။ပထမတစ်ခုကဒေါ်လာ9သိန်းနဲ့ထွက်ပြေးသွားတဲ့ MI8 လေယာဉ်မှုလို့ ငွေနဲ့ဝယ်ထားတဲ့စစ်သားတွေဟာကိုယ်နိုင်ငံအတွက်တိုက်ပွဲဝင်နေတဲ့လေရင်မှုတွေလောက်ယုံကြည်စိတ်ချရမှုမရှိဘူးဆိုတာပါပဲ။ဒုတိယအချက်ကတော့ Kremlin ကအမြဲတွေးကြော်နေတဲ့ Russia စစ်တပ်ဟာကိုယ်ယူကရိန်းနဲ့မြေတဲကပြစ်မှတ်အသေးစားလေးတွေကိုတောင်ထိမှန်အောင်မလုပ်နိုင်ပါဘူး။ဒါပေမဲ့ယူကရိန်းစစ်တပ်ကတော့ Kremlin ရဲ့ဖိုးတန်ထောက်ပံ့ရေးဂွင်းဆက်တွေကိုဖျက်တောက်ပြီးတိကျသွားတိုက်ခိုက်နေနိုင်တော့ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။